လက်ရှိ2025-2026ပရီးမီးယားလိဘောလုံးရာသီရဲ့တွင်ကိုအများဆုံး10ရောက်နံပါတ်1နံပါတ်1နေရာမှာကတော့ Manchester City အသင်းရဲ့အဓိကတိုက်ဆက်မှုဖြစ်တဲ့ Jupiter Land နဲ့ Arlen Haaland ကဥဆောင်ထားတာလည်းဖြစ်ပါတယ် Haaland အနေနဲ့ဒီနှစ်ရာသီ Man City အသင်းအတွက်တွင်ကိုကစုစုပေါင်း14ဂိုးတိကိုတွင်းယူပေးထားပြီးတော့အဆင့်1နေရာမှာဥဆောင်နေရာလည်းဖြစ်တယ်နံပါတ်2ဘရန်ဖို့တင်ရဲ့တိုက်ဆက်မှုဖြစ်တဲ့တီယာဂိုက အစစ်နှစ်နေရာမှာတွင်ကို၈ကိုနဲ့ရက်တီနေရာလည်းဖြစ်ပါတယ်။နံပါတ်3ဒန်နီဝဲဘက်ဘရိုက်တန်သေးရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့ဒန်နီဝဲဘက်ကလည်းဒီနေ့ရာသီမှာဆိုလို့ရှိရင်တော့တွင်ကို၆ကိုနဲ့အစစ်3နေရာမှာရက်တီနေရာလည်းဖြစ်ပါတယ်။နံပါတ်4နံပါတ်4နေရာမှာကတော့ဘုံပေါတဲ့ရဲ့စီမံညိုကတွင်ကို၆ကိုနဲ့အစစ်4နေရာမှာရက်တီနေရာလည်းဖြစ်တယ်။နံပါတ်5 နံပါတ်5နေရာမှာဆိုလို့ရှင်တော့ Crystal Palace အသင်းရဲ့တိုက်ဆက်ဖြစ်သူ Martita ကအသွင်းကို6ကိုနဲ့ရပ်တည်နေရလဲဖြစ်ပါတယ်။နံပါတ်6နံပါတ်6နေရာမှာဆိုလို့ရှင်တော့စတားလုံးရန်ဘူမဟုတ်တဲ့ Manchester United အသင်းရဲ့တကယ်ကိုအားထားရတဲ့အန်ဘွန်ဘိုကသွင်းကို9ကိုနဲ့ရပ်တည်နေရလဲဖြစ်ပါတယ်။နံပါတ်9နံပါတ်9နေရာမှာဆိုလို့ရှင်တော့ဘုံမောက်အသင်းရဲ့ကစားသမားဖြစ်တဲ့ ခရော်ပီကပဲတွင်းကိုလေးကိုနဲ့ရက်တီနေရာလဲဖြစ်ပါတယ်။နံပါတ်၈နံပါတ်၈နေရာမှာဆိုလို့ရှိရင်တော့လက်ရှိရာသီမှာတန်းတက်လာတဲ့ဘန်လီအသင်းရဲ့တိုက်စစ်မှုအန်တိုနီကတွင်းကိုလေးကိုနဲ့ရက်တီနေရာလဲဖြစ်ပါတယ်။နံပါတ်၉နံပါတ်၉နေရာမှာဆိုလို့ရှိရင်တော့ချဲစီအသင်းရဲ့ပက်ထရိုကပဲတွင်းကိုလေးကိုနဲ့ထပ်မံပြီးတော့ရက်တီနေရာလဲဖြစ်ပါတယ်။နံပါတ်၁၀နံပါတ်၁၀နေရာမှာဆိုလို့ရှိရင်တော့ စပါးသေးရအဓိကတိုက်စစ်မှုဖြစ်တဲ့ရချာလီစင်ကပဲတွင်ကိုနေကိုနဲ့ရက်တီနေရာလေးဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်အာလင်းဟာလန်နဲ့အစင်းတဲ့နေရာမှာရက်တီနေတဲ့တီယာဂိုတောင်ပဲဗျာတွင်ကိုက6ဂိုးလောက်ထိကိုမှကွာဟနေတဲ့အနေအထားမျိုးပေါ့နော်ပြီးတော့လက်ရှိဒီနေ့ရာသီမှာဆိုလို့ရှိရင်ဟာလန်ရဲ့တွင်ကိုတွေကတကယ်ကိုပဲကြောက်ခမန်းလေးလေးပွဲတိုင်းနှီးပါလို့တွင်းထားနေတဲ့အနေအထားမျိုးကိုတွေ့ရတယ်နိုင်ငံပွဲစဉ်မှာရောပြီးတော့ ဒီပရီးမီးယားလိကလပ်အသင်းမှာပါတော်တော်လေးကိုမှကြမ်းနေပေါ့နော်ဂိုးသွင်းတွေကဆိုတော့လက်ရှိ ပွဲစဉ်ပြစတဲ့ဘွဲ၁၂မွဲလောက်မှာတောင်းပေးအတွင်းကွာ6 9လိတိကွာဟာနေရနေထားမျိုးကတော်တော်လေးတော့ကြမ်းနေပေါ့နော်ပြီးတော့ဟာလန်ကိုဒါအဓိကဒီပြိုင်ဆိုင်နေမဲ့ဗျာတိုက်ဆက်ထိတဲ့မှာဆိုလို့ရှိရင်မိုဟာမက်ဆာလတ်လို့ဒီဆာလတ်ကလည်းလက်ရှိမှာအတွင်းကွာ၄ကိုပဲရှိသေးတယ်ပြီးတော့ယော့ကေးရဲတို့ဘာလို့ကလည်း၄ကိုပဲရှိတယ်ဗျာ ဆိုတော့ဒီလိုကစားသမားတွေကတော့မဲ့တွင်းကူလေးကူနဲ့ပဲနောက်ဆုံးမှာပြတ်ကျန်နေခဲ့တာဆိုတော့တေချာတယ်ဒီနှစ်2025 2026ဘောလုံးရာသီမှာတော့ဒါတွင်းကူအများဆုံးစုပါတော့ဟာလန်ကိုရှင်းနိုင်မဲ့ကစားသမားမျိုးကကျွန်တော်တို့ဒါတိတ်ပြီးတော့ရှာလို့တောင်မှမတွေ့တဲ့အနေအထားမျိုးပေါ့နော်ဒါဟာလန်အတွက်ပဲရွှေဖနက်စုကတော့ကြိုပြီးတော့ပေးထားရမယ့်အနေအထားမျိုးလို့တောင်ပြောရမယ်ဆိုတော့ဒီပြိုလေးကိုကြည့်နေတယ်ဘောလုံးပရိသတ်တွေကတော့ဘယ်လိုမျိုးမြင်ကြလဲဒီနှစ်ရာသီမှာဟာလန်ရဲ့တွင်းကိုးတွေကိုဘယ်ကစားသမားတွေကအနီးကပ် ချင်းချောင်းနိုင်မလဲလိုက်မိနိုင်မလဲကိုယ့်ရဲ့အမြင်လေးကိုလည်း comment လေးမှာခြာပြီးတော့ရေးခဲ့ကြပါဦးဗျာ။